ဒီနေ့နိုဝင်ဘာ29ရက်နေ့အတွက် People's Print ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။အာနာသိစစ်တပ်ကချယ်လယ်ပြီးကျင်းပမဲ့မြမရွေးကောက်ပွဲရလဒ်တွေကိုအတိအမှန်မပြုဖို့သမ္မတဒေါ်နယ်ထရမ့်ကိုအမေရိကန်လွှတ်တော်နှစ်ရက်ရဲ့အမတ်တွေကတိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ကြီးညာချက်ထဲမှာဒီဇင်ဘာ28ရက်နေ့စတင်ကျင်းပမဲ့ရွေးကောက်ပွဲဟာတရုတ်ရဲ့ထောက်ပံ့မှုနဲ့စစ်တပ်အလို့ကျလုပ်မဲ့ကိစ္စမျိုးလို့ထောက်ပြထားပါရဲ့ရှင်။စစ်ကောင်စီကလွတ်ခါနီနိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးပြီး ရွေးကောက်ပွဲအတွက်မဲပေးနိုင်အောင်လွှတ်ပေးတယ်လို့ပြောဆိုတာဟာမယိုးသားတဲ့နိုင်ငံရေးအရာအသုံးချတာသာဖြစ်တယ်လို့နိုင်ငံရေးအကျဉ်းသားဟောင်းတွေကပြောပါတယ်။မြန်မာနိုင်ငံရဲ့အုပ်ချုပ်ရေးနဲ့တည်ငြိမ်မှုတွေကထင်သာမြင်သာတိုးတက်လာနေပြီလို့ American အမိမြေလုံခြုံရေးဝန်ကြီးဌာနကမှတ်ချက်ပေးပြီးရပ်ပိုင်းအကြံမှာပဲစေအုပ်စုကပုံမှန်905ကကြီးနဲ့မတရားဖမ်းဆီးအကျဉ်းချထားတဲ့သူတွေကိုလွန်ငင်းခွင့်ပေးခဲ့ပါရရှင်။ဩစတြေးလျမြို့တော်ကမ်ဘာရာမြို့ကလွှတ်တော်အဆောက်အအုံရှိမှာဒီနေ့ စစ်တပ်ရွေးကောက်ပွဲကိုစတင်ကြောင်းဆန္ဒထုတ်ဖော်ခဲ့ကြပြီး NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မအောင်ကတက်ရောက်မင်ကုန်ပြောကြားခဲ့ပါတယ်ရှင်။ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်လာမြန်ကျေးရွာမှာစစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေနေ့တိုင်းနေ့ပါတိုက်ပွဲတွေဖြစ်နေကြောင်းမနေ့ညပိုင်းမှာ KIA ပြန်ကြားရေးဌာနကဖော်ပြထားပါတယ်။ပြီးတော့စစ်ကောင်စီတပ်ကစစ်ရေးလှုပ်ရှားမှုတွေဆက်ပြီးလုပ်နေရင်တိုက်ပွဲဆက်ဖြစ်နိုင်ကြောင်း KIA ဘက်ကအသိပေးထားပါတယ်ရှင်။